အလုံးမဲမင်္ဂလာပါခင်ဗျာအပတ်စဉ် ID နဲ့ပတ်သက်ပြီးတော့ knowledge sharing အနေနဲ့အမြဲတမ်းတင်ဆက်ပေးနေတော့ကျွန်တော်တို့ test media နေ server knowledge sharing youtube channel မှာအကျိုးဆုံးလိုက်ပါရခင်ဗျာဒီဗီဒီယိုလေးမှာတော့မြန်မာနိုင်ငံတွင် online မှာ meta ပေးဆောင်နေတဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အချက်များအထူးသဖြင့်လူသုံးများဆုံးနဲ့ online application တစ်ခုဖြစ်တဲ့ KBZ Pay KB ဖြင့် meta ပေးဆောင်ခြင်းကိုလွယ်ကူဆုံးပြုလုပ်နေကို step by step ရှင်းပြပေးပါမယ်ခင်ဗျာ ။ online မှာမိသားစုပြေဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အချက်များကတော့ online မှာမိသားပြေဆောင်ခြင်းဟာအချိန်ကုန်တက်တာပြီးတော့လုံခြုံရအားရယ်နီးလန်းဖြစ်ပါတယ်။ဒါပေမဲ့အောက်ပါချက်တွေကိုတည်ထားတင်ပါတယ်။နံပါတ်1မိသားရေကြသည့်အချိန်နဲ့တတ်မှတ်ရဂျူးတွေကိုတည်ထားရပါမယ်။မင်းသားပဲပေးဆောင်ရမယ်တက်မရဲ့ဂျူးတွေကိုမကြော်လွန်ခင်ပေးဆောင်ရပါမယ်အကြိမ်တက်မကျဲကြော်လွန်ပါကဒန်ကြီးကိုမီတာယုံအထိတွားရောက်ပြီးတော့ပေးဆောင်ရနိုင်ပါတယ်နံပါတ်2မီတာအမှတ်အကောင့် ID မှန်ကန်ရင်းကိုစစ်ဆေးရပါမယ် ငွေပေးခြင်းမူမပြုလို့မီသင်ရဲ့မိသားအမှန်ဘေးအကောင့် ID ဒါမဟုတ် consumer ID မှန်ကန်ကြောင်းကိုခဏန်းတစ်ခုချင်းစီတိတ်ချစစ်ရပါမယ်။အကယ်၍နံပါတ်မှားရွေးမှာကအခြားသူဘေးထဲသို့ငွေဝင်သွားနိုင်ပါတယ်။နံပါတ်3ဝင်စားကဝင်ဆောင်က service fee ရှိမရှိကိုစစ်ဆေးရပါမယ်။ ဒေတာမီဒေတာမီချက်ကတော့ KP တို့မဟုတ်အခြားမိုဘိုင်းဘိုင်းငယ်ချို့မှာမိသားပဲပေးဆောင်ခြင်းအတွက်ဝန်ဆောင်ကစားပြစ်ပြီးအနည်းငယ်ဥပမာ100ကျပ်အနေနဲ့ကောက်ခံနိုင်ပါတယ်။ငွေပေးချေမှုမပြုလို့မီကောက်ခံပြီးဝန်ဆောင်ကကိုကြိုတင်သိရှိအောင်စစ်ဆေးရပါမယ်။နံပါတ်၄ငွေပေးချေမှုထောက်ထားကိုတင်ထားပါမယ်။ဒေတာမီချက်ကတော့ငွေပေးချေမှုကိုအောင်မြင်ပြီးသွားပါကကျွန်တော် application မှာထုတ်ထားတော့ Resi Voucher ကို screenshot ရရေးတော့မဟုတ် download လုပ်ရေးတင်ထားပါမယ်။နောက်ပိုင်းပြဿနာတစုံတည်းကပေါ်ပေါ်လာကပါအထောက်အထားဖြင့်တုံးနိုင်ရန်အတွက်ဖြစ်ပါတယ်။အထက်မှာ KB နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတစ်ချက်ရှင်းပြပေးနေအောင်ပါဗောနော KB ဇက်ပေး KB မီတာပေးပေးဆောင်ပြီးပြလို့ပုံကို step by step ရှင်းပြပါအောင်မယ်ခင်ဗျာ KB ဖြစ်ရင်မီတာပေး လက်စစ်မီတာပေးဆောင်ခြင်းအလွန်လွယ်ကူပြီးတော့စက္ကန့်ပိုင်းတွေမှာပေးစင်နိုင်ပါတယ်။အင်းနီလန်ကတော့ Let's Derby Corporation YSC 1 City အတွက်အဓိကထားပြီးရောယူရပါတယ်။ဒါမှမဟုတ်အခြားဒေသတွေအတွက်ပေါ့နော်မီတာပေးပေးဆောင်ပါကနေရာဒေသ line နည်းငယ်ကွာခြားနိုင်ပါတယ်။အကြေးပေါ်တော့ကျွန်တော်အခုဟောငါ KBZ ပေးပြီးမြို့ကပါကိုအဲပေးပေးဆောင်ပါပါကကျွန်တော်တို့အနေနဲ့ stay step by step ဘယ်လိုမျိုးသွားရမလဲဆိုတော့လောက်ပြပေးတော့ပါမယ်။အဆင့်တစ်အနေနဲ့ကျွန်တော်တို့ကဒီမှာကျွန်တော်ဖုန်းမှာရှိတဲ့ KBZ Pay KB software လေးတစ်ချက်ဖွင့်လိုက်ပါမယ်။ အဲ့တော့တစ်ချက်ဖွင့်ပြီးွားပြီဆိုတာနဲ့အစစ်နဲ့အနေနဲ့ကျွန်တော်ဒီ software ထဲမှာမှာ base payment ဆိုတဲ့ဥစ္စာကိုတစ်ချက်ရွေးပြရပါမယ်။ အဆင့်3ပေါ့နော်အဆင့်3ဟာကျွန်တော်လှည့်စစ်ဝင်ဆောင်ပေးတဲ့အဖွဲ့ကိုရွေးချယ်ရပါမယ်လှည့်စစ်ဝင်ဆောင်ပေးချွေပေးတဲ့အဖွဲ့ဆိုတာပေါ့နော်ကျွန်တော်က electric bay အဲ့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်နမူနာပြပကိုးဆိုရွေးရှိရပေါ့နော်ကျွန်တော်တို့ကလက်ရှိပေါ့နေရနေရာမူတည်တော့အကေပကိုးဆိုပကိုးမြောက်ဝတီဆိုမြောက်ဝတီပေါ့နော်အကရင်ဆိုကရင်အဲ့လိုမျိုးပေါ့နော်နေရာသက်ပေါ်မူတည်ပြီးတော့အကေရှမ်းဆိုလည်းရှမ်းပေါ့နော်အကေကျွန်တော်ကိုယ့်ဘက်ကိုဒီမှာရန်ကုန်မှာနေရဆိုလို့ရှိရင်ရန်ကုန်ပေါ့နော်တစ်ချက်ရွေးပေးရပါမယ်သက်ဆိုင်ရာ electric bay ကိုတစ်ချက်ရွေးပေးရပါမယ် location လိုက်ပေါ့နော်တစ်ချက် baby baby ဆိုတာ ਨੇ ဒီမှာပေါ့နော်ဒီ electric bill ရန်ကုန်အောက်မှာပေါ့နော်ဒီမှာ please enter barcode subscription number ပေါ့နော်အဲ့ရကတော့ခုနကကျွန်တော်ပြောလို့ account id လေးကိုတစ်ချက်ထည့်ပေးရပါမှာ barcode အနေနဲ့အဲ့ရလေးကိုကျွန်တော်မထည့်ခင်ပေါ့နော်ကျွန်တော်တစ်ချက်ပြပါမယ်ဒီမှာပေါ့နော်ကျွန်တော်တို့က မီတာရုံးကနေပေးဆောင်မယ်ဆိုတာနဲ့ကျွန်တော်တို့အိမ်ထိပေါ့နော်ဒီမီတာထအားတောင်းခံလောပါပေါ့နော်အဲ့ရလေးတစ်ချက်ရောက်လာပါတယ်ဒါတော့အောက်တိုဘာ2025အတွက်ကျွန်တော်တို့ကမီတာတွေဆောင်ရမှာပေါ့နော်အဲ့တော့ဘယ်ဟာလေးကိုပြောချင်တာလဲဆိုတော့ ID barcode ဆိုတာ subscription number ဆိုတာဒီမှာပေါ့နော်96033839ပေါ့နော်ဒါလေးကိုပြောချင်တာပါအဲ့ရလေးကိုကျွန်တော်ခုနကပြနေနေမှာတစ်ချက်ရိုက်ထည့်ပြပါမယ်ဒီနားလေးမှာပေါ့နော်96 96 3633 3633 73ကိုပေါ့နော်73ကိုပြိုင်ပြီးွားပြီးဆိုတာ ਨੇ ကျွန်တော်တစ်ချက်ပြန်စင်ပါပေါ့နော်96033839ကိုပေါ့နော်ချိန်ပြီးဆိုတာ ਨੇ site ဆိုတော့အစားလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုတာ ਨੇ ဒီလိုမျိုးပေါ်လာပါပေါ့နော်နံပါတ်လေးအစင်းလေးပေါ့နော်မီတာမှတ် account ID ကိုကျွန်တော်ထည့်သွင်းပြီးအဥစားပြီးပြီပေါ့နော်ပြီးတော့နံပါတ်5အနေနဲ့ငွေပမာဏနဲ့ချက်လက်များကျွန်တော်စစ်ဆေးရမှာပေါ့နော်အဲ့တော့ခုနကဥစားရွယ်လေးကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဒီမှာပေါ့နော်ဒီမှာပါတဲ့ကျွန်တော်တို့ပေါ့နော်ဒီလိပ်စာအတိုင်းရဲ့ ပြီးတော့ဗောနောကျွန်တော်တို့ရဲ့လိမ့်စာရဲ့ပြီးတော့ဒီမှာဗောနောငွေစင်းအမှတ်တွေဒီဥစ္စာမိသားအမှတ်တွေဗောနောလွဲလို့မရဘူးဒါနဲ့တေချာတေသေးတစ်ချက်ပြန်စစ်ကြည့်ရမှာဗောနောပြန်မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ process ဆက်သွားလို့ရပါပြီအဲ့ဒီတော့ဗောနောစသင်းငွေစုစုပါလေချက်ရိုက်မယ်အဲ့တော့ကျွန်တော်တို့ဘာမနော်ဒီမှာတစ်ချက်ဒီနံပါတ်6အနေ sorry ဘာနော်နံပါတ်5ငွေပေးချိန်ကိုအချက်လက်များကျွန်တော်စစ်ဆေးအနေနဲ့အစဉ်ပြေးသွားရအောင်ပါဘာနော် နံပါတ်6ပေါ့နော်နံပါတ်6ငွေပေးချိန်မှုအတီဗျူချင်းကိုကျွန်တော်တစ်ချက်လုပ်ပါမယ်ငွေပေးချိန်မှုအတီဗျူဥစ္စာကိုလုပ်မယ်ဆိုတော့ဟိုကနေကျွန်တော်တို့ play ဆိုတဲ့ဥစ္စာကို pay ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက်နေလိုက်မယ်